马我不做，阿、uhm, 的马我狼转，浪三叔今天的话，hai, 来俺叫他们阿龙穿江西，老庙的，十欧十个金发妹，阿都，阿呀，最高贵，三千一，要我、no，昂呀你，要我，昂呀你，要我，昂呀你，啊，狗妈咪瓜，漂亮！ ရောက်ရောက်ဩစကိုင်းတိုင်းမုံရွာနဲ့ချောင်းဦးနဲ့အဆက်ကိုမနေ့ကသတင်းကြိုလာပြနေညမှာစီအုပ်စုကလေဒီနဲ့ဘုံလာကျဲခဲ့တာကြောင့်ကလေးငယ်တွေအပါဝင်တေဆုံးသူတွေရှိခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူတွေတဲကဒီနေ့မှာထပ်မံတေဆုံးသူတွေရှိလာတာကြောင့်တေဆုံးသူအရေးအတွက်ပို့တိုးလာပြီလို့ဒေသခံတွေစီကသိရပါဗျ။တေဆုံးသူကလက်ရှိထိအယောက်20ရှိပြီး ။ဒဏ်ရာရသူက40ကျော်ကျောင်းနဲ့အဲ့ဒီတွေက3ယောက်ကဒဏ်ရာပြင်းထန်တယ်လို့ချောင်းမြို့နယ်ဒေသခံကဗမာပြည်ကြီးကိုပြောပါရယ်။စေုပ်စုရဲ့ပြစ်ခတ်မှုဟာနှစ်ချက်ဖြစ်ပြီးတစ်လုံးကလူအုပ်အပေါ်တက်တဲ့ကြာကနောက်တစ်လုံးကတော့69ရောက်သွားတယ်လို့လည်းဒေသခံကပြောပါရယ်။အခုလိုသတင်းအတိအကျနဲ့လာပြစ်တာဟာဒလန်ကြောင့်ပဲလို့ယူဆတယ်လို့လည်းချောင်းဒေသခံကပြောပါရယ်။ဒါပြင်အခုတည်ဆုံသွားသူတွေထဲမှာမုံရအမြင်လန်းတပိတ်ဦးဆောင်ကော်မတီကလူငယ်ခေါင်းဆောင်တွေလည်းပါဝင်တယ်လို့နောက်ထပ်ဒေသခံတအူးကပြောပါရယ်။ တည်ဆုံးသွားသူ၄ဦးဟာဒေသတွင်းတကယ်အလုံးလုံးနေသူတွေဖြစ်ပြီးအမြဲတမ်းတက်တက်ကြွကြွနဲ့လူလူကိုဦးဆောင်နိုင်သူတွေလည်းဖြစ်တာကြောင့်ဆုံးရှုံးမှု ကြီးမားတယ်လို့လည်းပြောပါဗျ။မုံရအမြင့်လန်းတပိတ်ဦးဆောင်ကော်မတီအဖွဲ့ဝင်တွေကလည်းအဖွဲ့ဝင်တွေတည်ဆုံးသွားတဲ့အတွက်ဝန်ထမ်းကြောင့်ကိုလူမှုကွန်ရက်မှာရေးသားဖော်ပြထားကြပါဗျ။